စကိုင်းတိုင်းဒေသကြီးမုံရွာမြို့မှာကျင်းပပြုလုပ်နေတဲ့စူတောင်းမြစ်မြတ်စွာဘုရားပွဲတော်ပွဲစည်းရမ်းမှာဈေးတန်းလာတဲ့လူငယ်အချင်းချင်းအုပ်စုဘွဲခိုင်ရန်ဖြစ်ပွားပြီးငါးဦးပြင်းထန်ဒဏ်ရာရရှိခဲ့လို့သိရပါဗါရယ်အော်တိုဘာလ30ရက်နေ့ညပိုင်းအချိန်ကပွဲစည်းရမ်းလာတဲ့လူငယ်အချင်းချင်းကကြီးနယ်ထိုးချင်းတန်တုံးနယ်ရိုက်နယ်ချင်းတို့ဖြစ်ပွားခဲ့တာဖြစ်ပြီးလူငယ်၅ဦးပြင်းထန်ဒဏ်ရာများရရှိခဲ့တာဖြစ်ပြီးမုံရွာမြို့ပြည်သူစေယုံကြီးမှာအတွင်းလူနာတွေအဖြစ်တက်ရောက်နေရတဲ့အတွက်ကျူးလွန်ခဲ့တဲ့လူငယ်တွေကိုတပ်ဆိုင်ရာရဲတပ်ဖွဲ့စကန် ်းမှာလိုက်လံစုံစမ်းနေရလို့မုံရမြို့မြို့မရဲစခန်းမှာစုံစမ်းသိရှိရပါတယ်။ ပြည်စင်မှာကက်ကြီးနဲ့အထုတ်ခံရတဲ့လူငယ်၁၀ဦးဟာမုံရမြို့စူတောင်းပြည့်ဖျားပွဲတော်ဇေတန်တို့ရှောက်လေဖို့စိုင်းကဲလေးစီးနဲ့ရောက်ရှိလာခဲ့ပြီးသာသနာ့ဘိမှန်အနီးအရောင်မှာအမည်မသိလူငယ်၂၀ဦးခန့်ကအုပ်စုနဲ့စိုင်းကဲရှောင်းတန်းရေးစကားများခဲ့ကြောင်းစိုင်းကဲအနန်နဲ့နေရာတို့အရောင်မှာစကားများခဲ့တဲ့လူငယ်အုပ်စုမှရောက်လာပြီးတန်တုပ်တွေနဲ့ဝိုင်းဝန်းရိုင်းနေခြင်းကက်ကြီးနဲ့လိုင်းလံထိုးခြင်းတို့ကိုပြစ်လုခဲ့လို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်ကြောင့်ကက်ကြီးနဲ့ထိုးခြင်းတန်တုပ်နဲ့ရိုင်းနှက်ခံရတဲ့လူငယ်၅ဦးဟာအသက်အန္တရာယ်စိုးရိမ်ရတဲ့ပြည် င်းထန်တရားတွေရရှိခဲ့တဲ့အတွက်မုံရမျိုးမြို့မရေစကန်မှာပါ1514မြေဆောင်2016ရာစသက်ကြီးဥပဒေပုံမှာ325မြေဆောင်326မြေဆောင်144ရာအမှုဖွင့်ထားပြီးတရားခဏ်တွေကိုရှာဖွေဖို့တော့ဖန်ဆီနိုင်မှုအတွက်စီစဉ်ဆောင်ရွက်နေရလို့သိရပါတယ်